မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ15ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့ထူးခြားတဲ့စီးရီးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့တီဘောလာရှူတထားအပေါ်ကကားဆိုင်ကယ်အဝင်ထွက်ပြတ်တန်းခွင့်ယာယီပိတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ပြည်တော်စုလက်မကြီးရှိတရာကိုကားဆိုင်ကယ်ဝင်ထက်ဖြတ်သန်းသွားလာမှုကိုနိုဝင်ဘာလ14ရက်နေ့နနက်ပိုင်းကစပြီး ယာယီပိတ်ထားလိုက်တယ်လို့သိရပါတယ်ထို့ပြင်ရှမ်းပြည်ပြောက်လာရှိုးဝင်ထက်တဲ့နမ်လန်လမ်းများကိုလည်းပိတ်ထားလိုက်တယ်လို့သိရပါတယ်လမ်းပိတ်ဆုံးမှုကြောင့်ကိုစိန်တုံးထပ်မံမြင့်တက်လာမှာကိုစိုးရိမ်နေလို့ဒေသခံတွေကပြောပါတယ်ဆက်လက်တင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့ယာယီသမရပေးရဲ့ချင်းမြင့်နဲ့ဂုံလူဆောင်ဘွဲ့ဂုံလူဆောင်တစ်စက်ရရှိသူများထဲမှာပြည်သူစစ်မှုတန်းတွေပါဝင်နေဆိုတဲ့သတင်းဖြစ်ပါတယ်တောင်စုသမရမြန်မာနိုင်ငံတော် ယာယီသမရကနိုင်ငံအတွက်ထူးကဲစွာအမှုထမ်းသူကျိုးဆောင်သူများနဲ့နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်များကိုဆွမ်းဆန်းတပံထမ်းဆောင်ခဲ့တဲ့စစ်ဖက်ရပ်ဖက်လူပုဂ္ဂိုလ်1250ဦးအားဂုံတုဆောင်ပွဲများဂုံတုဆောင်စိန်များချိမြင့်အနေနဲ့ကြောင့်နိုဝင်ဘာလ14ရက်နေ့မှာမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမိန့်ကြေညာစာအမှန်203မြင်းဆောင်2025ဖြင့်အတိပေးထုတ်ပြန်ပါတယ်ထို့ထက်မှာပြည်သူ့စစ်မှုတမ်းမှတသားချမ်းချင်းဦးကသူရဲကောင်းမှတ်တမ်းဝင်တစ်စိတ်ရရှိခဲ့ပြီး ပြည်သူစစ်မှုထမ်းတသားအောင်ပိုင်းကလူမှုထုကြော်တတိယဆင့်ရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းတစ်ခုကတော့ ERI တိုင်းမြောင်မြို့မှာ30.5မီကဝဲရေအားလျှက်စစ်ထုတ်လို့ဤစီမံကိန်းပေါ်ဆောင်နေမှု68ရာခိုင်နှုန်း PCB ဖြစ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ERI တိုင်းမြောင်မြို့ရှိကញ្ញင်ရီလောင်တမန်မ30.5မဂါဝဲရေအားလျှက်စစ်ထုတ်လို့ဤစီမံကိန်းအားအကောင့်ထဲပေါ်ဆောင်ရွက်နေမှုမှာ68ရာခိုင်နှုန်း ီးစီးပြီဖြစ်တယ်လို့သိရပါတယ်လက်ရှိချိန်မှာစီမံကိန်းရဲ့ရေယူအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းဖျားမြင်တန်ပိုက်တက်ဆင်ခြင်းလုပ်ငန်းဓာဘေးစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းရေထုံမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းတို့ပြီးစီးပြီဖြစ်တယ်လို့သိရပါတယ်တမန်မြေဖို့ခြင်းဖြန့်ကျိတ်ဖို့ခြင်းများသက်ဆိုင်ရာရေသေးစစ်ဆင်မှုဖွဲ့များကအနိကက်ကြည့်ကြပြီးအလှော်လိုက်စစ်ဆေးစက်သက်ဆောင်ရွက်လျက်ရှိကခွဲယုံတည်ဆောက်ခြင်းနဲ့မီးလိုင်းဆွဲခြင်းလုပ်ငန်းတို့ဆက်လက်ဆောင်ရွက်မယ်လို့သိရပါတယ် ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးဝနသိတိအာကသယုံအေပြန်လဲပြုပြင်ပြီးစီးမှုပြည်ထောင်စုဝန်ကြီးကြီးစုစစ်ဆေးရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးငလင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ဝနသိတိအာကသယုံအေပြန်လဲပြုပြင်ပြီးစီးမှုခြေနေများကိုအာကသနဲ့လူငယ်ရေးရာဝန်ကြီးဌာနနဲ့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးချက်မော်တောင်ကနိုဝင်ဘာလ23ရက်နေ့မှာကြီးစုစစ်ဆေးကအာကသယုံရေရှည်တည်တံ့ရေး သဘာဝဘေးရန်တွေခံနိုင်စေဖို့အတွက်သက်ဆိုင်ရာကုမ္ပဏီများကတာဝန်ရှိသူများကစီစစ်ကြမှတ်ဆောင်ရွက်သွားရန်နဲ့အာကသယုံပတ်ဝန်းကျင်တန်ရှင်းတရားလှပစေရေးအတွက်ထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသူများကိုမှာချားခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မော်လိုက်မြို့ကိုပို့ပြူပြီးအင်းအားနှင်းငယ်ရှိတဲ့ငလင်းလှုပ်ခတ်တင်ဆိုတဲ့သတင်းဖြစ်ပါတယ်။မော်လိုက်မြို့ကိုပို့ပြူပြီးနိုဝင်ဘာလ14ရက်နေ့ညနေပိုင်းမှာအင်းအားအနှင်းငယ်ရှိတဲ့ငလင်းတစ်ခုလှုပ်ခဲ့ကြောင်း မိုးလေဝသနရဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။မော်လိုက်မြို့ရဲ့အနောက်တောင်ဘက်26မိုင်ခန့်ကွာအနက်10ကီလိုမီတာကိုပူပြူပြီးအင်အားရစ်ချာစကေး3.3အဆင့်ရှိတဲ့အင်အားနဲ့ငယ်ဆင့်ရှိတဲ့ငလင်ဟာညနေ4:08မိနစ်73စက္ကန့်မှာလှုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါငလင်လှုပ်ခတ်မှုဟာတမူးငလင်တိုင်းတာရေးစကန်မှာတိုင်းထားရရှိခဲ့ခြင်းဖြစ်ပြီးမိုးစလရဲ့မြင်းငလင်သတိပေးချက်အရသိရှိရပါတယ်။ ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မှာနိုင်ငံရေးပါတီများရဲ့စိုက်ပုတ်များဖျက်ဆီးခဲ့သူ၄ဦးကိုဖမ်းဆီးရေးယူတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရောင်တိုင်းဒေသကြီးတင်ငန်းညို့မြို့နယ်မှာတောင်းစုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့ရဲ့စိုက်ပုတ်များကိုယမန်နေ့နိုဝင်ဘာလ14ရက်မှာဖျက်ဆီးခဲ့တဲ့အမျိုးသား၄ဦးကိုဖမ်းဆီးရေးယူထားကြောင်းသိရပါတယ်။တင်ငန်းညို့မြို့နေတော်ကန်ရက်ွက်၄တောင်ကန်လန်းနဲ့ဥပဟန်လန်းအောင်ရှိတောင်းစုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီစိုက်ပုတ် ဗိုလ်ကံညွန့်ရက်ကွက်ရှိပြည်သူ့ပါတီဆိုင်ဘုတ်သူ့မင်္ဂလာရက်ကွက်ရှိပြည်သူ့ပါတီဆိုင်ဘုတ်တို့ခုနဲ့ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်ဘုတ်တို့ပြစီနေကြောင်းသတင်းရရှိပြီးနောက်ဖန်စီရမီရေးဆောင်ရွက်ခဲ့ရာပြည်မှုကျွလွန်သူများကိုနိုဝင်ဘာလ14ရက်မှာဖန်စီရမီခဲ့ခြင်းဖြစ်ပါတယ်ဆိုင်ဘုတ်ဖြစ်စီသူများဟာတင်ကန်းကျုံမြို့နယ်အတွင်းနေထိုင်သူရွှေလင်းဦး20နှစ်ခိုင်မင်းကို20နှစ်စွမ်းထက်အောင်16နှစ်ရှင်လင်းကို28နှစ်တို့ဖြစ်တယ်လို့သိရပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုဥပဒေနဲ့ညီမဲဆယ်စီယုံခြင်းမပြုနိုင်စေရန် စိုက်ထုတ်ထားတဲ့ပါတီကိုယ်စားလှယ်များရဲ့စိုက်ပုတ်များကိုဖျက်ဆီးချိန်ချောင်းဟန်ထားခြင်းပြုလုပ်တာကြောင့်အဆိုပါလေးဦးကိုရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်ထားဖျက်ဆီးခြင်းမှာကာကွယ်ပေးဥပဒေပုံမှာ24ကဖြင့်အမှုဖွင့်ပြီးထိရောက်တဲ့ပြစ်ဒဏ်ရရှိစေဆောင်ရွက်နေတယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ငွေကျပ်1ဘီလီယံကျော်တန်ဖိုးရှိတဲ့မွေးအစည်းအဝေးများဖန်ဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာအော်တိုဘားလ30ရဲ့မွန်လယ်ပိုင်းက ငွေကျပ်1ဘီလီယံကျော်တန်ဖိုးရှိငွေစေဝါများဖန်တီးရမိတယ်လို့မြန်မာနိုင်ငံနဲ့ငွေစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများအနေနဲ့ကာကွယ်တားဆီးရေးဘူဖွဲ့နိုဝင်ဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူပေါင်းဖွဲ့ဝင်တွေဟာအော်တိုဘာလ30ရက်မွန်းလွဲ2နာရီခွဲကကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်နတ်မြစ်ခဒရာနီမှာအမျိုးသားတရားမောင်းနှင်လာတဲ့မော်တော်ယာဉ်ကိုသတင်းရရှာဖွေရာရင်ပေါ်မှာတူပါလာတဲ့အမျိုးသားနဲ့အတူဘိန်းဘျူး 48.52ကီလိုနဲ့စိတ်ကြဆေးပြား8.83တို့ကိုဖမ်းဆီးချပွေတရှိခဲ့ပြီးစုစုပေါင်းကာလတန်ဖိုး2.35ဘီလီယံတန်ဖိုးရှိဝယ်စီဝါများကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ကြရသိရပါတယ်။ဝန်ဆက်ပြမှုကျူးလွန်သူတွေကိုလည်းဆက်လက်စီစစ်ဖို့တို့ရည်ယူမယ်လို့သိရပါတယ်။အခုတင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝိုင်းလုံးမှာရှိတဲ့ စည်ရေးစည်းဝါးရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောင်းတော့တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ